ဒါလေးကတော့ကျွန်တော် TikTok ပေါ်ကနေပြီးတော့เนาะတွေ့ပြီးတော့အကိုတယောက်ကနေပြီးတော့သူကလုပ်ငန်းသုံး delivery ကားလေးဝယ်ချင်တာကားနဲ့ပတ်သက်ရင်မောင်းတက်တာလွင်ဘာမှမသိဘူးပေါ့เนาะအကိုယုံလို့အသေးစိတ်လိုက်ကြည့်ပြပါဆိုပြီးတော့အကိုညီတောင်းတဲ့အတွက်ကြောင့်မို့လို့ကျွန်တော် live ဝယ်ပြပြခဲ့တဲ့ vlog လေးပဲဖြစ်ပါတယ်ဆိုတော့ live ဝယ်ပြတဲ့အချိန်မှာတော့ဒီကားလေးကတော့အမှတ်တရပဲကျွန်တော် line ပေါ်မှာတွေ့သမျှကားကြီးအကုန်လုံးပေါ့เนาะအဲ့ဒီအဝယ်အကုန်နဲ့အတူတူကြည့်တယ်ကျွန်တော်တို့ပေါ် line ပေါ်မှာပေါ့เนาะအာကျွန်တော် ozi ပလဲကားလေးရမ်းမိုက်တယ်ကြည့်ရတဲ့လာတဲ့မှာဆိုတဲ့ကားကြီးပဲကျွန်တော်တို့သွားကြည့်တယ် ကြည့်ရချိန်မှာဆိုလို့ရှိရင်တော့ဂါလီဒီယာတော့ရိုးစစ်လေးကောင်းတယ်ဒါပေမဲ့ပေါ့နော်ကျွန်တော်တို့ဒီပေါ့နော်အအမြင်မှာဆိုလို့ရှိရင်ပေါ့နော်တိတ်ပြီးတော့အဆင်မပြေတဲ့အပိုင်းလေးရှိရတဲ့အတွက်မို့လို့ကျွန်တော်တို့ဒါဂါလီရှိုင်းရှိုင်းညနေတော်တော်လေးစောင်းသွားတယ်ပေါ့ဗျာညနေ9:00နာရီထိုးကန်ဒီလောက်မှာပေါ့နော်ကဲအဲ့လိုမှကားကတော့ရှာလို့မရရင်တော့ကျွန်တော်တို့ပြန်တော့မယ်ဆိုပြီးတော့လုတ်တဲ့အချိန်မှာပဲနောက်ဆုံး တစည်းကြည့်မယ်အဲ့တစည်းကြည့်ပြီးတော့မှအစီအမံပြန်တော့မယ်ဆိုပြီးတော့လုပ်တဲ့အချိန်မှာနောက်ဆုံးတစည်းလေးရာကျွန်တော်ကားလေးတော်တော်လေးကောင်းနေပေါ့နော်ဆိုတော့ကားလေးတော်တော်ကောင်းတဲ့ခါကျတော့ကျွန်တော်အဲ့ကားလေးကိုတခြားစစ်ပေးတယ်စစ်ပေးတဲ့ခါမှာဆိုလို့ရှိရင်လေပေါ့နော်အပြင်မဲ့ပတ်သက်တဲ့စီးပိုင်း body bind တွေကိုတခြားကြည့်ပေးတယ်အယိုးစစ်တွေကျွန်တော်တခြားကြည့်ပေးတယ်အတိုက်ခိုက်ပတ်မပါကျွန်တော်တို့တခြားလေးကြည့်ပေးတယ်အင်ဂျင် အောက်ပိုင်းအကုန်စစ်ပေးတဲ့နင်းပလိတ်ပြားတွေပေါ့နော်ဒါတွေအကုန်လုံးကျွန်တော်တို့စစ်ပေးတဲ့အဲရကုန်တွေကောင်းမကောင်းပါဝါစီရာနေပေါ်ဝင်းဒိုးတွေကောင်းမကောင်းအဲ့ဒါတွေရအစဝါရင်းလိုင်းတွေအစုံပေါ့နော်ကျွန်တော်အကုန်စစ်ပေးတယ်နင်းပလိတ်တွေချက်စီတွေကျွန်တော်အကုန်စစ်ပေးတယ်အဲရကုန်တွေ MA ကျွန်တော်တို့တခြားစစ်ပေးတယ်ကီယာတွေစောင့်မစောင့်ပေါ့နော်အားလုံးစစ်ဆေးပြီးတော့ပေါ့နော်ကျွန်တော်ကိုယ်တိုင်အလုံးစုံ ကားလေးကိုသဘောကျတယ်ကျင်းတတ်တယ်ဆိုတော့မှပေါ့နော်ကျွန်တော်ဒီကားဝယ်သူနဲ့ကျွန်တော်စကားတစ်ချက်ပြောကြည့်တယ်ပေါ့နော်အကိုတို့ကားလေးသဘောကျလားသဘောကျတယ်ကျွန်တော်ကတော့ကျွန်တော်အနေနဲ့သဘောကျတယ်ပေါ့နော်အကိုအနေနဲ့သဘောကျလားဈေးလျော့အဆင်ပြေလားပေါ့နော်အဲ့လိုမျိုးမေးတဲ့အချိန်မှာဆိုလို့ရှိရင်အဝယ်ကလည်းကားလေးသဘောကျတယ်ဈေးကလည်းအဆင်ပြေအဲ့တော့ကြောင့်မို့လို့ပေါ့နော်ကျွန်တော်ဒါရောင်းတဲ့သူနဲ့ဈေးလျော့တစ်ချက်ညှိရပေါ့နော်ညှိတဲ့အချိန်မှာဆိုလို့ရှိရင်လည်း ကျွန်တော်ကအဝယ်ဘက်ကနေပြီးတော့ကျွန်တော်အကျိုးဆောင်ကယူပြီးသားဖြစ်တဲ့အတွက်ကြောင့်မို့လို့ပေါ့နော်ရောင်းတဲ့အကိုအနေနဲ့ဒီအဝယ်ကိုအတက်နိုင်ဆုံးဈေးအကုန်လျှော့ပြပါဆိုပြီးတော့ကျွန်တော်တို့ပေါ့နော်ဒါဈေးစစ်ပြီးတယ်စစ်ပြီးတဲ့အချိန်မှာဆိုလို့ရှိရင်လေပေါ့နော်ဒါကျွန်တော်တို့ဒီရောင်းဘက်ကနေပြီးတော့လေဈေးလေးဒီအများကြီးလျှော့ပြလိုက်ပါတယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့ဒီကားလေးတွေဝယ်တယ်ဝယ်တဲ့ခါမှာဆိုလို့ရှိရင်လေပေါ့နော်ကျွန်တော်ဖြစ်တယ်လို့ဝယ်ပြတာမဟုတ်ဘူးပေါ့နော်စားရစားတဲ့နေပတ်သက်ပြီးတော့ကျွန်တော်တချာလေးရှင်းပြပြီးတယ်အဝိတက်ဆိုတာဘာပဲနေရာမှာသုံးပါတယ်ပရီမီယံဆိုတာဘာပဲနေရာမှာသုံးပါတယ်စောက်တီဆိုလို့ရှိရင်လေအဲဘေဟာလေးကအရေးကြီးရယ်ဆိုတာလေးပေါ့နော်တေးရှာကျွန်တော်တို့အကုန်ရှင်းပြပေးပြီးတဲ့အခါမှာဆိုလို့ရှိရင် ကျွန်တော် ကျွန်တော်ကိုယ်တိုင်မင်းစင်စာချုပ်ကိုချုပ်ပြီးတယ်ချုပ်တဲ့ခါမှာဆိုကျွန်တော်ဖြစ်တယ်လို့ချုပ်တာမဟုတ်ဘူးဝေယူသူနစ်နာမှုမရှိအောင်ပေါ့နော်အကောင်လုံးဖောက်ဆိုးဖြက်ဆက် WRDA ရဲမှုရဲကင်းနဲ့ပတ်သက်တဲ့ကိစ္စတွေရာစားပေါ့နော်ရောင်းချသူတောင်းယူပါမယ်ဆိုတဲ့ကိစ္စတွေအားလုံးကိုတိချထည့်ပြီးတော့ကျွန်တော်ချုပ်ပြီးတယ်ချုပ်ပြီးတော့ကျွန်တော်တို့ပေါ့နော်ရင်စစ်တယ်ရင်နေပါစစ်ပြီးကျွန်တော်ရင်နေပါအောင်သွားရစ်တော်ငွေအခြေချေချေပြီးတဲ့ခါမှာလဲကျွန်တော် short in ဆိုပြီးတော့ကားကိုထည့်ပြီးတာမျိုးလုံးဝမဟုတ်ဘူးပေါ့နော်ကားကိုကျွန်တော်တို့ကိုယ်တိုင်သွားပြီးတော့ရေးတိချလေးစီးပြီးတယ်ကျွန်တော်တို့စက်တီပါလေးပေါ့နော်ဒီဒီ policy ဒီပါလေးကျွန်တော်တင်ပေးတယ်ပြီးလို့ရှိရင်ပေါ့နော်ကားကိုပတ်သက်တဲ့ပေါ့နော်ဒီစတီကာလေးပေါ့နော်မှန် စတေကာတွေဒီအရှိစတေကာတွေမီစတေကာတွေရစပါတော့ကျွန်တော်တို့တည်တည်ချာချာသက်သက်ရည်ဖြစ်သွားအောင်ပြန်ပြီးတော့အလှဆင်ပေးရပါတော့အဲ့ဒါတွေအားလုံးကိုကျွန်တော်တို့ဝဲသူစိတ်တိုင်းချလုပ်ပေးပြီးပြီးကားကလေးအစ်စ်နီးပါအတိုင်းတန်သွားပြီဆိုတော့မှပဲကျွန်တော်ကားလေးကိုပိုင်ရှင်စီကျွန်တော်အပ်ပေးခဲ့တာပဲဖြစ်ပါတယ်ပေါ့နော်ဆိုတော့ခါကျွန်တော်ကျွန်တော်ကိုပေါ့နော်အခုလိုမျိုးရေုံကြီးကြီးနဲ့ပေါ့နော်ဒါ လာရောက်ပြီးတော့ဝယ်ယူခိုင်းတဲ့ညီအကိုတွေပေါ့နော်အတာအကိုတွေမတွေအဆင်ပြေအောင်ကျွန်တော်ကိုယ်တိုင်လည်းစိတ်ကျဉ်တဲ့မှုအမြင့်ဆုံးရအောင်ပေါ့နော်တေချာလေးရှာပေးခဲ့တဲ့ကားလေးဖြစ်တဲ့အတွက်ကြောင့်မို့လို့ကျွန်တော်ရဲ့ကိုယ်မိုင်လေးကြိုက်ပဲလို့ထင်ပါတယ်ဆိုတော့အားလုံးကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ